အားလုံးပဲမင်္ဂလာပါခင်ဗျာဆရာမဒေါ်တာအေးလည်းရေးသားတယ်အညာဒရမမထွေးလိုအမိရတဲ့ဝိထုတို့လေးကိုကျွန်တော်ကိုချွေတာမှဖတ်ကြားတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာလိုက်ပါနားဆင်ခံစားပေးကြပါဦးခင်ဗျာအညာဒရမမထွေးကျမမှာမမထွေးအကြောင်းကိုစဉ်းစားမိလေရင်မတိမတာမျက်မှောင်ကျုံကလေးနဲ့သောဟာပါမျိုးလေးဖြစ်သွားရတတ်သည်တခါတရံတွင်မူတပြင်းဖြင်းညင်းစွာချမိသလိုခက်တွေတွေဖြစ်သွားရသောအခိုက်အတန့်များလည်းရှိတတ်ပါသည် ဗျဒင်းတကားများ၏လိုက်ကာမခန်းသီးစာများကိုဘေးဖယ်တွန်းလျက်တန်ဝင်းကျင်၏လေနူအေး၏အရာတာကိုတစိမ့်စိမ့်ခန်းစားရင်းမမတွေးကို တန်းတားမိသည့်အခါမျိုးတွင်မူလေဟာနယ်ထဲမှာလွင်မျောသွားသည့်အလားနှလုံးဝိညာဉ်လေးပေါ်ပါလွတ်လပ်သွားသည်ဟာအကြည့်တတ်ကိုဖမ်းယူခန်းစားမိလေသည်တကယ်တော့မမတွေးကိုကျမစိတ်ဝင်စားမိသည်မှာလူဝင်စားဖြစ်သည်ဆိုသောအချက်နှင့်လည်းသက်ဆိုင်ပါသည်မမတွေးဟာတမိတဲဤဝမ်းတွင်သုံးဘဝဇတ်တိုင် တရေတဲကလူဘဝကိုအလဲလာခဲ့သူတဲ့ထိုထုံးတဲ့စကားသည်မမတွေအပေါ်ကျမအာယုံပုံမညွတ်ညွတ်တင်းစီရန်အကြောင်းရင်းခံဖြစ်ခဲ့လေသည်ဤသို့ဖြင့်ကျမကလေးဘဝတွင်မမတွေအကြောင်းသည်အဲ့ရာဝင်ပုံမြင်ဖြစ်ခဲ့ရသည်ဘာရတော့မသိမမထွေးနဲ့ဆုံလေတိုင်းအလွမ်းမိုးခံထားရတယ်လို့ခံစားမိသည်မမထွေးနဲ့စကားလက်ဆောင်ကြဖို့မပြောနဲ့သူ့မျက်နှာကိုမော်ရံပင်ကျမမှာမဝင်မရဲ့ သူ၏မျက်စိခြေအောက်ကနေဖျက်ချောင်းမိပြီဆိုလျင်လူမအလိုလိုနေရင်းချိန်နေလေသည်တခါတလေတော့လည်းအမှုမဲ့အမမဲ့တဘောဖြင့်မမထွေးကိုကျမငေးမိငေးကြည့်မိနေတတ်သည်တူအခိုင်မမထွေးကဖျက်ကနေမျက်လုံးဝင်းလိုက်လျင်မူကျမပါကြပြကြရမျက်လွှာချကတခိုးလူမိတလို့အချက်ကြီးချက်က သူနှင့်ဝေးရကိုသာထွက်ပြေးသွားလိုလာသည်တို့ပေမဲ့ကြွယ်ရမှာတော့စကားကြုံနေတိုင်းမမေကိုမမထွေးအကြောင်းပြောပြဖို့ရာအကြိမ်ကြိမ်ပူဇာမိလေသည် မမထွေးသည်ဘာဘာလှနှင့်မေမေကြီးတို့၏တမီးအငယ်ဆုံးကလေးဖြစ်ပါသည်တမီးမိန်းကလေးကြီး၃ယောက်ရှိသည်မို့ဖြစ်ရာနို့ညာနှင့်ငါးနှစ်ရှားကမွေးသည့်ကလေးကိုဘာဘာလှတို့ကတားယောက်ကြလေးဖြစ်ရန်မျှော်မှန်းကြကြလေသည်သို့တော်တမီးလေးဆိုတော့လည်းအရှိတ်ပိုးပဲရသည်ပဲဖြစ်ရှင်တော့ကလေးကများအဖျားကြီးက၃လသာအသက်ရှင်ခွင့်ရခဲ့လေသည်ကလေးငယ်ကိုတုတ်တန်တွေတရိုပြီးပြန်လာတော့မေမေကြီးကတပတ်ချားတစ်ခါလောက်တလားခန့်အိမ်မက်မှတ်တဲ့ သူ့အိမ်မက်ထဲတွင်ဃာဝင်ဖြူလေးဝတ်ထားသည့်တမင်းငယ်လေးခမညာအိမ်တကားကိုနန္ဒာခောက်ခါအိမ်ထဲသို့အဝင်ခွင့်တောင်းသည်မိုးကလည်းခသည်းသည်းရွာနေသဖြင့်နောက်ဆုံးမေမေဒီကတကားဖွင့်ပေးခဲ့ရသည်တဲ့ဒါကတော့လူဝင်စားဇလန်းတော်တော်များများတွင်ကြားရလေရှိသောဇလန်းအဖွင့်မျိုးဖြစ်သည်ဖြင့်ထူးဆန်းသည်လို့မထင်ဒီလိုနဲ့မမေကြီးမှာနောက်ထပ်ကိုဝင်ဆောင်ပြီးမွေးရပြန်တော့လေတမီးလေးပဲဖြစ်နေခဲ့သည်ဒီကလေးကတော့လူလောကတွင်နှစ်ခါလေလောက်နေခွင့်ရခဲ့သည် အခါလေ၍ရှေးမခိုင်သေးတော်လဲတတော်တောင်နှင့်ပြေးထသောအရွယ်တွင်ထိုသမီးလေးသည်ဆန်အိတ်ပြီး၍တေးရပြန်သည်မမေကြီးတို့၏မိတ်ဆွေဆန်ကုံတဲတို့ကဘိုးတော်အခဲခဲဖြစ်နေကမမေကြီးတို့ထံတွင်ဆန်အိတ်များလာထားခြင်းခလေးခံများကန့်ဆိုးခဲ့ရခြင်းဖြစ်လေသည်နောက်ဆုံးအချိန်နှင်းထွေးသည့်အပြင်နဲ့လူလောကကိုပြန်လည်ရောက်ရှိခြင်းကတော့ကာလအနည်းငယ်ရှားခဲ့ပါသည်ဒုတိယအချိန်ခလေးငယ်တည်ဆုံးပြီး၃နှစ်နေမှမမထွေးကိုမွေးဖွားခဲ့သည် မမေကြီးတို့အတွက်ကိုအမျိုးသမီးတို့အတွက်ကလေးယူရန်မသင့်တော်သောအခြေအဖြစ်နေလေသည်ဒီအချိန်ပင်နို့ညာသမီးငယ်နှင့်မမထွေးမှာဆယ်နှစ်ခန့်ကွာခြားသည်ဖြစ်၍အမတွေကလည်းတုံနေအောင်ရှိခဲ့ကြလေသည်ရှင်းပြဆိုလျင်လည်းရှေ့ရှင်စရာပင်မမထွေးသည်ငယ်စဉ်ကတည်းကအလွန်အေးတဲ့တခြားကလေးများတွေလိုကြီးကြတတ်တာမျိုးလည်းမရှိဘာဘာနာကယုံသွားမမေဒီနှင့်ကျန်အမများကကြောင်းသွားသည့်အချိန်တွင် အမအကြီးဆုံး၏လက်ပေါ်တွင်ငင်ငင်ကလေးငင်ငင်တက်တက်နေခဲ့သူ နိုးစာလင်းတော့မငိုပဲအိတ်တက်လေသည်ထို့ကြောင့်ဘာဘလှတို့ကဖျားပြေးသောလက်ဆောင်ဟုမမထွေးကို တင်စားကြသည်ဘာဘလှနှင့်မေမေတို့သည်အင်မတန်ရှေးရိုးဆန်သော အချက်အကျောက်ကြီးသောသူများဖြစ်ကြလေသည်စကားပင်ကြဲကြဲမပြောကြလိုထွေလီကလေးစကားတသာစဉ်ပြောတတ်သူများလည်းမဟုတ်ကြပါမိမိ၏အမျက်ဒေါသကို၎င်းအလိုဆန္ဒကို၎င်းလူသည့်ချင်းချာထောက်ဖို့ပြတတ်မှာကိုချက်ယွန့်ကြသူများဖြစ်ကြလေသည် တနေ့တော့ဘာကိုအလိုကြသည်အလိုမကြသည်မသိမမထွေးကိုတစ်ချက်ရိုက်မိလိုက်တဲ့ဒီတော့မှစကားလဲနေသော ခလေးငယ်ကခြားကြီးတငင်ကိုကမမေကိုရှင်းလုံးလို့တမီမမေစီတုံးကတော့ပြန်ပြီးလာတာဟုပြောနေတော်သည်ဒီတော့ကမမထွေးသည်၄နှစ်လောက်ရှိပြီဟုမမေကပြောပါသည်ရခင်ခလေးငယ်နှစ်ယောက်ဆုံးမသွားခဲ့သည်ကိုမိဘများကိုတိုင်းကနေလျော့ထားပြီးစကားမေမဆခဲ့ထားရာ တမင်းငယ်ကသူ့ဘာသာသူထိုတို့ပြောလာသည်ဖြင့်မမထွေးကိုလူဝင်စားဖြစ်သည်ဟုရက်ကွက်ထဲတွင်ချက်ချင်းကြီးတင်းကပြန့်နှံ့သွားလေတော်သည်တာမန်အားဖြင့်ကြည့်လျင်မမထွေးလူဝင်စားဖြစ်သည်မဖြစ်သည်ဆိုသည်မှာမေမေကြီးတို့၏ပယောကမကင်းသို့မဟုတ်တမင်းအငယ်ဆုံးမို့အရှိဆုံးဖြစ်ခြင်းကြောင့်ထိုတင်းစကားလွင့်လာခြင်းလားဟုထင်เสียရရှိပါသည် အမှန်တော့ထိုတို့မဟုတ်ရပြန်မမတွေကအမေရိုက်သည့်ခဏပြောလိုက်သောဇကားအဖြစ်သာသူ့မိသားစုကအမှတ်တရရှိလေသည် ကျန်တာကပန်ဝန်းကျင်ဤရှေကားသောစကားထိုစကားကြောင့်မေတော်တော်များများကနှင်းထွေးသည်ကိုလူဝင်စားဖြစ်သည်ဟုအခိုင်အမာဆုံးဖြတ်ကြသည် ထိုများမကတိုက်ကလာသူဟုရဲ့ပင်ပြောကြပါသည်တိုက်ကလည်းစကိုင်းတော်စနေတော်တွင်ရှိသောတိုက်တဲ့တိုက်မောင်နှမတွင်အထွေးဆုံးနှမကလေးဖြစ်တဲ့ဒုတိယအကြိမ်လူပြည်တို့ပြန်လာပြီးစံအိပ်ပြီး၍ထေသွားပြီးနောက်တတိယအကြိမ်ပြန်လည်၍မဝင်စားမီ ဗမာထွေးဟာတိုင်နှမ်းမှာပဲပြပြချင်းရင်နေပြန်ခဲ့တဲ့မေမေကြီးတို့အဖိုးအမများသခိုင်းတောင်ရိုးတွင်ဇေဒီငယ်တစုတည်ထားခဲ့ရာဒီကျေးစုကိုပြန်လည်ဆက်ရံနှင့်သာသနာပြုရန်အတွက်တိုင်နှမ်းကျောက်ကမမထွေးကိုလူပြေသို့ဆေလွတ်ခဲ့တဲ့မမထွေးကငိုယိုပြီးထွက်ကြလာသည့်စကားတခုကိုအကြောင်းပြု၍တပတ်အတွင်းအတိတ်ဘဝကိုဇက်အိမ်ခိုင်ခိုင်မာမာဖြင့်ဇန်ညွန်ရေးသားခဲ့ကြလေသည် ထို့သောအပြင်ကာလကြာရှိလာသောအခါမမထွေးဤတိုင်တန်းကလူဝင်စားဇလန်းသည်အခိုင်အမာဖြစ်၍လာနေတော်သည်မမေကြီးမမထွေးကလူဝင်စားတယ်ဆိုဟိုမေးလျင်တော့မမေကြီးသည်မသိပါဘူးကွယ်ပြောနေကြတာပဲသို့သောစကားမျိုးကိုသာစိတ်ရှုပ်ထွေးဟန်ဖြင့်ပြန်လည်၍ပြောကြလေရှိပါသည်ဒီတော့လည်းအားနာစရာကောင်းလာသည်ဖြင့်အထွေထွေးဆက်ပြီးမဆက်ဆုံမိတော်ပြီ သို့တော့ကျမတို့ဈေးဆိုင်တို့မမထွေးတို့အသားမိတွေဈေးလာွယ်လျင်တော့ကျမဒီချောင်းခွဲရာကနေပြီးမမထွေးကိုမတိမတာချောင်းရကြည့်မိတော်သည်ကျမကသရုပ်ထာထံတက်သည့်နှစ်တွင်မမထွေးဤအမများကကြောင်းစီရမများမှုသူတို့အိမ်မှာပဲကျူရှင်တက်ရပါသည် ထို့အရင်ကျမသာမမထွေးကိုအနီးကပ်မြင်နိုင်ဖို့အကြောင်းဖန်လာလေသည်မမထွေးသည်ရေဖို့မပြောနှင့်တော်ယုံတန်ယုံနှင့်ပင်မပြုံးတတ်ပေသို့တော့မျက်နှာထားလဲတင်းသည်လည်းမဟုတ်သူ့ကိုဟန်ပန်ကလည်းခက်အေးအေး မပြုံးမပြတတ်သည်ကလွဲတို့သူတစ်ပါးကိုကြည်လည်ရင်သူ့ရဲ့အကြည်များကဂယုနာမကင်းသည့်အကြည်မျိုးတိမ်မွေ့လွန်လာပါသည်ထုံမြမကမမထွေးတို့အိမ်တွင်ကြဲကြဲလောင်လောင်စကားပြောတဲ့မျိုးကိုလည်းတခါတရံမှကြမမကြားခဲ့ရဘူးဝေညစာကြက်ချိန်ပြီး၍ခလေးများပြန်သွားပြီဆိုလျင်မမထွေးတို့ညီအစ်မတို့တွင်မှတပြက်စည်းလဲသူကနဲ့အိုးခွက်ပကံဆေးသူကစီမီးဘူးတိုက်သူကတိုက်နဲ့တာဝန်ကိုစီနဲ့မအားမလတ်ရှိတတ်ကြပါသည် တင်စီစေကျော်၍ပြစီပြီဆိုလျင်မိသားစုတက်ညီလက်ညီဖျားကန်းဝင်၍ဖျားချီကိုကြလိမ့်သည်ပြီးလျင်တော့ဤအိုဖအိုနှစ်ပါးပေးတွင်သာသမီများသမီးများခြံရလည်းရဲ့နှိမ့်နယ်ပေးနေလိမ့်သည်အစာပြေအတီးတခုခုကျွေးနေသည့်မျိုးကိုသူတို့အင်ရှိကန်းတွင်ထုံထားသောမေးရောင်မမိန်ကလေးအောက်တွင်ခပ်ပြပြကလေးတွေ့ရတတ်ပါသည်ထို့ကြောင့်ညာအိတ်ချိန်နဲ့အာယုန်တက်ချိန်ဝိပုသည်မှအပမမထွေးတို့အိမ်စီမှမြည်သည့်အတန်းမှမကြခင်ရပါ ဒီမိသားစုလောက်ပြင်းချောက်နိုင်သည်မရှိဟုတခါတရံတွင်လည်းတွေးမိပါသည်ထို့မြမှာကမမတွေးလို့အမဝဲပုံစားပုံကလည်းစီကန်းရှည်လွန်လာသည်သူတို့အိမ်နေရင်းအဝေးចောင်းသားចောင်းပြန်အဝေးနှင့်အလူမင်္ဂလာဆောင်သွားသည့်ဝဲစုံတို့မှာအ ਨੇ ချင်းသာရှိသည်မို့မှတ်မိလွယ်ပါသည် ရှိတာလေးကိုတက်တက်ရဲရဲကြောက်ကြောက်ချင်းချင်းဝင့်နိုင်ရန်တရွတ်တည်းထုတ်ပိုးသိမ်းစီထားကြဟန်လည်းရှိပါသည်အစ်စ်ပေါ်တိုင်းလည်းကိုပေါ်မှာမစင်တဲ့ ဝန်တန်းမိသားစုမို့ချိုးချနေသလားဟု တွေးမိပြန်တော့လေတချို့ကမဟုတ်ဟုဆိုကြပါသည်မမထဲတို့တွင်အမွေရသောမြေခွန်များရှိတဲ့တကူဓမြရန်ကြောက်လို့သာမရှိဟန်ဆောင်ကြတာဟုခံမှန်းပြောဆိုကြပြန်သည်တန်ဝင်းချင်းကသာမမထဲတို့အကြောင်းအမျိုးမျိုးနှမ်းဆပြောနေကြတာတကယ်တော့သူတို့မိသားစုကမူတန်ဝင်းချင်းကိုတိတ်ပြီးစိတ်ဝင်စားလာဟန်လည်းမပြကလေးမိဘများကကြောင်းလာကြသည့်အချိန်အခွင့်ရလေ ူတို့မိသားစုအကြောင်းဖြစ်ဖြစ်ရက်ကွက်ထဲကတရင်တချို့ပဲဖြစ်ဖြစ်တရင်လက်ဆင့်ကမ်းလိုက်ရင်အော်ဟုတလုံးနဲ့အတန်ရှည်ဆွဲကခေါင်းတဆက်ဆက်နဲ့နားထောင်ရုံမှအပမိသည့်မှတ်ချက်မျိုးမှမချတတ်ပုံမှာအမေဖြစ်သူမမေကြီးနဲ့မမထွေးတို့၏ညီအမတို့တွေအားလုံးတပုံချန်နေပင်ဖြစ်လေသည်လူဘဝကလည်းစမ်းကြယ်လွန်းလာပါပြီထေဝါတောက်ပါခြင်းမရှိသည့်တာမန်မိသားစုငယ်လေးဖြစ်တော်လေ တာရင်နာရင်မှာအပပံဝင်းကျင်နေလဲဆက်ဆက်ချက်ချက်မနေပဲတီးတက်နေုံဖြင့်အဖေကြောင့်သူတို့မိသားစုအပေါ်လူတွေစိတ်ဝင်စားကြမယ်မခံမှန်းတတ်ပါသူတို့ညီအစ်မတွေအဝယ်စားအသည့်တစုံဝယ်ယုံဖြင့်ရက်ကွက်ကတန်းပြီးတည်လေသည်ဒါကိုတည်င်းလို့ပြပြောကြသည်ကိုလည်းအံ့ဩမဆုံးဖြစ်ရလေသည်မမထွေးနဲ့ပတ်သက်လျင်ကျမဤခံစားကြမှာမူတခြားသောသူများနဲ့ရှားနာပါလိမ့်မည်သူအကြောင်းကိုတည်င်းသို့မဟုတ်အတင်းလောက်ရပြောနေဖို့နေနေတတာ သူနဲ့မျက်နှာချင်းဆိုင်စကားပြောရမည်ဆိုလျင်ပင်ဝင်လေလာပါသည်သို့တော်မမတွေတို့အတုံးချအတုံးချစိတ်ပညာဌာနတွင်လက်ထောက်နည်းပြအဖြစ်ကျမအလုံးစားဝတ်ချိန်ကလွယ်ပြီးစပြီးထို့သောကြီးစွာသောဝင်လင်းမှုကိုချောင်လွှဲ၍မရနိုင်ပဲတက်တက်ရင်ဆိုင်ခဲ့ရလေသည်အထွေးကစေတန်းကိုဂုံတူသုံးပါတာနဲ့တောင်အောင်တာဘလောက်တောင်တော်လင်းတော့တမီမမထွေးလို့ကြိုးစားရမယ်နော်မမထွေးစေတန်းအောင်စင်က သူ့အိမ်ကိုမေမေနဲ့အတူကွန်ပျူတာကတွားရောက်ပြောချိန်နေကျမတို့သားမီးကိုရောင်ရောင်ကလေးပြုံးပြတော့မမထွေးဤရှားပါလာတော့အပြုံးကိုကျမတတ်တတ်မမီသူအပြုံးတော့ပွင့်ကလွယ်ပြီးမြည်သည့်စကားမှမဆိုလေတော့မမထွေးကိုကျမမြည်သူနားလေတင်ပါတလေမေမေကတော့ဘာမှမဖြစ်သည့်နဲ့မေမေရင်နဲ့ဆက်ပြီးစကားကောင်းနေနေသည်လူကြီးဝိုင်းမေးတွင်မျက်လွာချကကြုံကြုံလေးထိုင်နေသောမမထွေးဤရှေ့တက်တဲ့တွင်နေရသည့်ကျမမှာသာမုန်းကြက်လာပြီ။ အလင်းအမြန်ထွက်ပြေးသွားလိုလားလေဒီအပြစ်ပြက်ကိုပြန်ပြီးတွဲမိတိုင်းတိတ်ကြောင်းတောင်းနိုင်တာပဲဟုခံစားရမြင်ဖြစ်ပါသည်အနှီးပုတ်ကိုသည်နောက်အခါကျမ၏အကြီးတန်းအရာရှိဖြစ်ပြီးတထဏထဲတွင် အလုတ်အတူလုတ်ခဲ့လုတ်ခဲ့ရမတဲ့လူချင်းကာကနာနာမစုံမိခင်ကလေးကအတွင်းနှင့်ပင်စိတ်ရှုပ်ထွေးမှုတွေကစတင်ခဲ့ရသည်တကယ်လက်တွေ့အတူတကွအလုံးလုံးကြသည့်အခါတွင်လည်းမမတွေးကိုနားလည်နိုင်ရန်အရှင်အတော်လေးယူ၍ကြိုးပမ်းခဲ့ရပါသည် ဒါတော့အပြည့်အဝသူဤသဘောကို မစေးကြောနိုင်သေးပြီသူကိုဘာအကြောင်းအရာပဲပြောပြောငြိမ်ငြိမ်သက်သက်သာနားထောင်တယ်ပြီရှင်းမွန်ခြင်းခြေကြောက်ခြင်းမရှိသည့်သဘောအမျိုးမျိုးတက်ရောက်နေနိုင်သော မြေတိမှတ်ချက်မျိုးမှမပြီးတတ်သူသူကိုစကားပြောနေသူကိုခရွနာတက်သည့်ဟန်မျိုးဖြင့်ကြည့်တတ်သူပြုံးနိုင်တဲ့သူကို ကျမမြေတို့ဆက်ဆံရမည်လေတည်ငြိမ်သောခြေပြင်အနက်ကိုမှန်းဆရခတ်တဲ့ထိုသဘောတိုင်းပင် လောက်ကမှုကင်းသော စကားနဲ့သောမမထွေးအကဲကိုဖမ်းရခံလာနေသည်။ကျမကပုံဝင်လင်းလင်းဟော်ဟော်တိုင်းတိုင်းတမငိုတရာရှိလျင်လူကြီးသူကြီးမချောင်းမျက်ရည်တွေတွေ့တွေ့ကြပြီးငိုရံမချက်တလို့ရေတရာရှိလျင်လည်းအတန်းကျဲကျဲရေတက်လေသည်။စိတ်မကျင်တတ်လျင်လည်းရှက်ရှင်းဆိုသလိုကျဲကျဲလောင်လောင်နှင့်ရံပြန်တွေ့တတ်သူ။ ကျမကကိုယ်စိတ်ကိုလွတ်လပ်တယ်လို့နေသည့်အချိန်တွင်ကျမရဲ့အပြုတ်မှုများကိုမမထွေးကတိတ်တဲ့စိတ်အ깨ဖြတ်နေမလားအတွင်းစိတ်ကနေချုပ်ချာနေမလားသို့မဟုတ်မရင်ကျက်သေးသည့်တဏှာစရာတရားဝအဖြစ်ရှုမြင်နေမလားထို့သို့တွင်းမိသည်နှင့်မမထွေး၏အရှိမောက်တွင်စိတ်ထင်သည့်အတိုင်းကျမဘယ်မှနေဝင်ပါတော့မလဲမမထွေးပုံစံကတိတ်ပညာတတ်ဆန်လွန်းနေတယ်မမေသူ့အချိန်မှာအလုပ်လုပ်ရတာတမီဘလို့မှမပြောတော့ဘူး ထို့သို့ဖွင့်ဟမိလျင်ကျမအပြောကိုမမေ့မှနားမလည်နိုင်အောင်ဖြစ်ရသည်သူ့ဘာသာသူနေတာပဲတမီးရဲ့တမီးလည်းတမီးလွတ်လပ်တယ်လို့နေပေါ့အခုကသူကဘာမှပြောမနေတာပဲတချို့တွေဆိုရင်ရှေ့မှာကောင်းတယ်ကောင်းတယ်ပြောပြီး꽌ရကြရမှာမကောင်းတာတွေပြောတာတပုံကြီးပဲအဲ့ဒီလိုတမီးအဲ့ဒီလိုမျိုးဆိုတမီးဘလို့လောက်မလဲဟင်မဟုတ်ဘူးမေမေတမီးရှေ့မှာအကောင်းပြောတာလဲတမီးကမြောက်တက်တဲ့လူသားမျိုးမှမဟုတ်တာအခုလိုချိုးသည်အေးသည်မှွေးသည်ဘာမှမပြောပဲ နှုတ်ဆက်ပြီးနေတာက ပိုဆိုးတယ်။တမီးမှာသူနဲ့စကားပြောရတိုင်းမလွတ်လပ်ဘူး။ထိမ့်ချုပ်ပြီးနေရတယ်။တကယ်ဆိုကျမခန်းသားချက်ကတိထက်ပိုပါသည်။တစ်ဖက်သားပေါ်ဂယုနာတက်တဲ့မျိုးဝမျိုးနဲ့ကြည့်တတ်သောမမတွဲကြီးအကြည့်ကိုပဲကြာတော့မနှိမ့်မြို့တလို့ဖြစ်လာသည်။မမတွဲနဲ့အတူရုပ်ရှင်တစ်ခါတည်းရန်ကြည့်ဘူးပါသည်။အလွမ်းကားရောဟာတကားရော ထိုစဉ်အခါကလည်းငိုသည်ရဲသည် ခွဲခြားနိုင်သောတိတိပပခန်းသားချက်မျိုးသူ့ရဲ့မျက်နှာတွင်မပေါ်ခဲ့ပေ။ မမတွေမှာမြည်တို့ခံစားချက်မှာအမှန်တကယ်ပဲမရှိလေဘူးလားသို့မဟုတ်သူတမင်ပဲထိန်ချန်ထားခြင်းလားထိန်ထားသည်ဆိုပါအောင်တော့ဘယ်အတွက်ကြောင့်ဒီလောက်အပင်ပန်းခံပြီးစိတ်ကိုချိုးနှိမ်ထားရပါလဲတခုတော့ရှိပါလိမ့်မည်မမတွေတို့အိမ်နဲ့ဓလွယ်ခုတ်နေရပြီအနှစ်30ပတ်လုံးနေထိုင်ခဲ့သည့်ကာလတစ်လျှောက်သူတို့မိသားစုတွေကြီးကြီးမားမားလောကဒဏ်ခံခဲ့ရသည့်မျိုးတော့မတွေ့ဆက်ဘူးဝုန်းကနေတက်သွားသည်လည်းမရှိဟုတ်ခနဲ့ငြိမ်ကျသွားသည်လည်းမရှိ အငိုးအရဲ့ကင်းသောသူများဆိုတော့လေသူတို့မိသားစုကိုမြည်သည့်အချိန်ကြီး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 လင်းလင်းတွေ့ရတတ်သည်။သို့ပေမဲ့မမထွေးဟာသူ၏ခံစားချက်ကိုဟန်ဆောင်ထိန်ချင်ဖုံးကွယ်ထားခြင်းလားသို့မဟုတ်ဘဂတိစိတ်အတွင်ပဲလားဆိုတာကိုတော့တနေ့နေ့တော့သိခွင့်ရခဲ့ပါသည်။ထိုနေ့ကယာရုတို့အမိန့်ကြော်ညာတာထွက်တော်နေ့ဖြစ်ပါသည်။ကျောင်းသူကျောင်းသားများ၏စာတမ်းများကို အများဆုံးကိုင်ကြီးကြည့်ကြပြီးတော့ဌာနတွင်တာဝန်ခံသမျှကိုလည်း မကြီးမညိုတောင်းဝန်ကြည့်ပုံကတော့မမထွေရာထူးတိုးလိမ့်မည်ဟုအများကခံမှန်းထားတော့လေမမထွေရစားသူ့ထက်များစွာလှုပ်တတ်လို့ပြီးအထက်လူကြီးများနဲ့လည်းပလဲပဏံတင်တော့သူတယောက်သာလည်းရာထူးတိုးပဲနေသည်ဒီတော့လေအောင်းအင်းထားတဲ့ကြားကမမကျမပါမနေနိုင်မထိုင်နိုင်မမအစ်အတွက်ပောက်ကွဲပြန်နေသည်မမထွေ၏အပြောကတော့ချင်းလာနေသည်မမထွေအခုလည်းအသက်ရှူချောင်းနေတာပဲအငယ်လေးရဲ့ ဒါကြီးကိုရဖို့ဆိုပြီးအသေးအံအထောက်ရစိတ်မောရဖြစ်တဲ့အခါကြမှာအသက်ရှူကြမှာကဘာမြကြီးကအကျေကြီးပါကွယ်လူတော်ကိုရည်တည်နိုင်ဖို့အတွက်လုံလောက်ပြီးသားပါဒီလိုဆိုပြန်တော့လေမမထွေးကိုအကြီးအကျယ်စိတ်ပြည့်ရပြန်ဒီဒီအမျိုးသမီးဒီအမျိုးသမီးဟာဘန်းနဲ့ကြောင့်တိလရှင်ကြောင့်မရောက်သေးပါလေဟုစိတ်အရှင်ပေါင်းမိလေသည်မကြပါမမထွေးအိမ်တော်ပြုတ်သည် ဒီနောက်သူအလုထွက်သွားလေသည်အေးစေးတည်ငြိမ်သည့်မမထွေးဤအိမ်တော်ဘက်ကစီးပွားရေးသမားတို့မင်္ဂလာဆောင်ကိုအချင်းချင်းပဲကျင်းပနေသည်အထွေးတို့များဒီလောက်ချမ်းသာတဲ့သူကိုရထားတာတော့ဖြစ်တယ်လို့မင်္ဂလာဆောင်နေဆိုတော့အားမရတယ်လို့လို့အတန်မျိုးတွေလည်းထွက်လာခဲ့တယ်လို့အိုဟောင်းရိုင်နဲ့နေတော့ဘာဘလာတို့ဤအိမ်ကြီးပဲနေချင်းညာချင်းတိုက်ဆောက်တော့မလို့လို့တည်င်းများကလည်းပြန့်နှင့်ခဲ့လေသည် သို့သောအထွေတရားလင်ရကံကောင်းလိုက်တာ ဆိုသောအားကြသည့်အတန်ပင်ကြာချင်းပင်မခံနိုင်ပြီမမထွေအမျိုးသားခမညာကြောက်စိမ်းများနေဆက်သို့တရားမဝင်ခိုးထုံမှုနှင့်အဖမ်းခံရသည် ဆိုသောသတင်းသည် ရက်ွက်ထဲသို့တမဟုံရှင်ပြန့်နှံ့၍သွားလေသည်ဒီတော့အထွေခမညာအဟုတ်မှတ်တို့ယူလိုက်ခါမှထိုင်နေတာမှအကောင်းသာထထသွားမှကျိုးနေမှတည်တယ်လို့ဖြစ်နေပြီဟူ၍တဆောင်းမသိမီလေတံကပြောင်းသွားကြပြန်သည် အဝေးကနေတဲ့မျိုးအနီးကတဖို့၊ကွယ်ရာကတခေါ်အမျိုးမျိုးအဖုံဖုံမထွေးမမထွေးဤအရေးအရေကိုအကဲခတ်ကြတော့လေမမထွေးဤဟန်ပန်မှာဆန်းကြီးတမြင်မြပင်ပြောင်းလဲရွေချခြင်းမရှိပါမမထွေးတို့အင်ကြီးတည်လေခေါင်မိုးမှာဟောင်းမြင့်နေသောတို့များကိုအစားလိုလဲလဲဒီမှအပဘာမှပြောင်းလဲခြင်းမရှိမမထွေးဤဝယ်စားစင်ရုံကလည်းအထွေထူးပြောင်းလဲမလားရခင်နဲ့မတူတာ ဆိုလို့ကိုယ်ဝန်ဆောင်ထားရ၍မပေါ်မပါဖြစ်နေသည်နိ တခါတရံဒရိုက်ဘာမောင်းရီပို့ပေး၍မိဘအိမ်တို့ကားနှင့်လာတတ်သည်သာရှိလေသည်ခလေးငယ်၃နှစ်သားလောက်ရှိသောမမထွေးအမျိုးသားထောင်ကလွတ်လာသည်ဟုကြားလေသည်ဒီကြားထဲမှာကျမလည်းနေပြောင်းသွားသည်ဖြင့်သူတို့မိသားစုနှင့်အဆက်အဆံကျဲသွားလေသည်ပေးခဲ့သည့်တရံကကျမအိမ်ကိုပြန်ရောက်တော့ဘာရမဟုတ်မမထွေးတို့အိမ်ပဲစီတို့လှမ်းကြည့်မိသည့်အခါအိမ်ထဲမှထွက်လာသောပိန်ချီချီကိုဝင်ဆောင်အမျိုးသမီးတို့အုပ်ကိုလှမ်းရွေမြင်ရလေသည်။အော်တမီး ကြုံရင်အထွေးတို့အိမ်ဘက်ကိုသွားပြီးတော့အထွေးကိုစကားလေးပါလေးသွားပြီးပြောပါဦးခမရခုတလောတိတ်ပြီးအစင်မပြေလာဘူးကြားတယ်အခုဒုတိယကောင်ဝင်ဆောင်ထားတာကျမကြီးလည်းတိတ်ပြီးမကောင်းဘူးတဲ့မေမေကကျမကိုတတိပေးသည်ဒီတော့မှလက်တလောကျမမြင်လိုက်ရသည့်သူကမမထွေးမှန်းရိစားမိလေသည်မမထွေးသည်လည်းမေမေကြီးလိုအသက်ကြီးမှကိုဝင်ထိုက်ရဆောင်နေရသေးသည်တကယ်ဆိုမသိတော့ပေမမထွေးအစင်မပြေဆိုသည့်စကားကိုကျမမှရှက်ရှင်းနားမလည်နိုင်သည် မမထွေးအမျိုးသားထောင်ကလွတ်လာပြီးမှစီးပွားရေးပိုတက်လာသည်ကိုလည်းကြားနေရသည်မဟုတ်ပါလားနောက်တော့မှသာမမထွေးအမျိုးသားဤအိမ်တော်ရေးရှေချုံမှုကိုတစတစသိလာရသည်မမထွေးလည်းမမထွေးကိုလည်းရိုက်လာနှက်လာလုပ်တယ်ဒီလိုဆိုလျင်ဖြင့်လောကဓာတ်ကိုမမထွေးစပြီးကြုံနေရပြီလို့ဆိုနိုင်မလားအမြတ်တော်သားနှင့်နာကျင်ဝမ်းနည်းမှုကိုမမထွေးခံစားတတ်လာပြီလားကျမသိရင်လုံးလာပါသည် တဖက်ကလည်းစိတ်မကောင်းရပြန်တသက်လုံးအေးချမ်းစွာအပူပင်ကင်းစွာကြည်လင်စွာနေထိုင်ရှင်သန်လာရသူမမထွေးဘလောက်တောင်များစိတ်ပင်မရှာနေမလဲနော်အမေကတည်င်းမေးစကားတွားပြောအောင်ဟုတိုက်တွန်းတော်လေကျမကဘလို့မှအကြောင်းအရာနဲ့အဆချပြီးမမထွေးနဲ့စကားလက်ဆောင်ကြရမှန်းပေမသိပါဆက်စုလာသည်ဟုလည်းအထင်မှန်လို့ပါအာပေနှိမ့်သိမ့်မှုဆိုတာကရောမမဒီရဲ့အတွက်လိုအပ်နိုင်ပါမလား မတိမတာသကရောဖော်ရောနှင့်သူကိုစိတ်ပျော်ရွှင်အောင်လုပ်ပေးနိုင်သည့်အတတ်ပညာမျိုးကိုလည်းကျမမတတ်မြာမိမိကတော့ကျမကအလွန်အတွေးခေါင်သူဟုဆိုလေသည်ရှောင်းနေကားမှာတနေ့တော့တက်တဲ့တိုးလီတော်သည်နှစ်ဆန်းတရက်နေ့မိမိနေမကောင်းဖြစ်တဲ့ဖြင့်တလန်းကျော်ကစေကန်းတို့သွားကဆရာဝန်ကိုထိုင်ဆောင်နေသောမမထွေးနှင့်ဆုံပြစ်လေသည်မျက်နှာတစ်ခုလုံးမှာဖူးယောင်နေပြီးလူလဲနွမ်းဖက်ဖက်နှင့်ဖြော့တော့လွန်လာသည် ကျမကိုမြင်တော့တိတိတတဝင်းပါသွားတော့မမထွေးဤမျက်နှာတွေအပျော်ရိပ်တွေနေအငဲ့လေးဘယ်တော့ကရောက်နေတာလဲနေမှာအစဉ်ပြေရလားဟင်ဝမ်းတာလိုက်တာကွယ်ရောက်တော့ရောက်ခါအိမ်ကိုထမင်းစားလာခဲ့ဦးနော်မမထွေးကနှိုက်လိုက်လဲလဲဖိတ်သည်စကားနယ်လုံးလာတော့မမထွေးသည်ဒီတစ်ခါငေးอยู่ရလောက်အောင်သူ့ကြီးဒိုင်ငံပြောနေလေသည်ဌာနကလောက်ပေါ်ကံပန်းများကိုတတိယကြောင်းယခုမွေးမြေကလေးလက်လွတ်လွတ်နေတော့သူလဲ အလုတ်တစ်ခုခုချအောင်မည်ဖြစ်ကြ။တရက်သေးစိမ့်ပေါ်ချင်ရောက်လည်ရင်ကျမနှစ်သက်ဒီကိုကျမနှစ်သက်တည်း၍ကျမကိုအထူးတရိယာကြဝေဝေဆာသာဖြင့်ပြောလေသည်။ကျမလက်နှစ်ဖက်ကိုလည်းယွယွရရဆုပ်ပိုင်းလျက်ကရားရည်လို့တတို့တို့စကားဖောင်ဖွက်နေသည်။မမထွေးဤပုံစံမှာခလေးငယ်တို့ဦးဤတွင်ပြင်းနှင့်တူလွန်းလှလေသည်။ပြန်ကနေတွင်အငယ်လေးမပြန်ခင်အိမ်ဝင်လာခဲ့ဦးနော်။မမထွေးနေတိုင်းလိုလိုအမေတို့အိမ်ကိုလာပြတ်တယ်။ထပ်ပြီးစကားပြောချင်သေးတယ်ကွယ်ဟုဆိုလေသည်။ မမထွေးဤဆက်ဆက်လာဖို့ရာ ဖိတ်တော်လေကျမမှာမရောက်ဖြစ်ခဲ့ပါအကယ်၍ထိုအခောက်ကမမထွေးနှင့်ဆုံချင်းသည်နောက်ဆုံးအကြိမ်ဖြစ်သည်ကိုကြိုတင်သိခဲ့ပါလျင်ကျမသူစီတို့အသေးချာသွားခဲ့ပါလိမ့်မည်အထူးသဖြင့်ရှေးခင်သူတို့နှင့်အတူတကွရှင်တွဲ၍နေခြင်းမှအချိန်မရွေးစီးရှားသွားနိုင်သည်ကိုစောစောစီးသည်တတိပြုမိခဲ့ပါလျင်ပေါ့ကျမနှင့်တွေ့ဆုံပြီးမကြခင်မှာပင်မမထွေးကိုဝင်ပြက်ကြသည် ငကိုခုခံအားနေခြင်းနည်းနေခြင်းကြောင့်မမထွေးမှာတော်တော်နှင့်နလန်မထူနိုင်တော့နောက်ဆုံးထွက်သက်မတိုင်းမီဆေးရုံတို့အရေးပေါ်တုံးောက်ပြည့်ခဲ့ရသေးသည်ဟုသိရလေသည်အသက်ရှင်လျက်နှင့်မဆုံလိုက်ရတော့လဲမမထွေး၏နာရေးတွင် အလောက်ကိစ္စဖြင့်အိမ်တို့ဂျမပြန်ခဲ့ရသည့်အခါအနေတွေ့ကြုံလေသည် မိဘအိမ်တွင်ပဲခေါင်းချခဲ့သည်မို့သူ့ရဲ့နာရေးကိုတွား၍မိခဲ့သည်။မှန်ကောင်းထဲတွင်လဲလျောင်းနေသည့်မမထွေး၏အသက်မဲတဲ့မျက်နှာမှာဝင်းပကြည်လင်လွန်လာ၏။သူ၏နှုတ်ခမ်းလေးအနှဲငယ်ဖြော့လျော့နေတော်လဲပြုံးယောင်တန်းနေလေသည်။အာသူဘအိမ်တွင်အော်ဟစ်ငိုယိုတန်းများမညံသလိုတိတ်တိတ်ဆိတ်ဆိတ်ငိုကြွေးသူများလည်းမရှိ၍မမထွေးနာရေးမှာအနှဲငယ်ဆန်းနေတဲ့အောင်ဖြစ်နေလေသည်။မိသားစုဝင်များက나ရေးလာမေးမိဧည့်သည်များကိုဧည့်ခံပုံကလည်းတည်ငြိမ်လွန်လာသည် သူတို့မိသားစုကနှုတ်ခတ်မှုနည်းလွန်းသဖြင့်ဧည့်သည်တွေခမရအားပေးစကားတောင်ပြောစရာမလိုတော့ပေအလိုက်ကန်းသောမတည်သောတချို့သောသူများကမမထွေးဤခင်မွန်းတဲ့ကိုစနီးနာကြလေသည်မမထွေးတယောက်ပယုံလုံးကိုလုံးပါပါပြီးမြန်မြန်အသက်တို့ရတာဟာသူ့ရဲ့ပယောကမကင်းဟုဆိုယူဆကြသည်အလောင်းမြေမကြသေးမီနောက်ထပ်အိမ်တော်ကအိမ်ကြီးပေါ်သို့ရောက်နေနေပြီးဟုလည်းပြောကြပြန်လေသည်တချို့ကတော့မမထွေးကိုတိုက်ကပြန်ခေါ်သည်ဟုဆိုလေသည် သာသနာပြုရန်လူပြည်သို့ဆေးလွှတ်လိုက်သောတိုင်တန်းချုပ်လည်းသူတပားမိသားစု၏ပျော်ရွှင်မှုကိုလူရဲ့ဖြစ်စည်းကအဘဲကြောင့်မမထွေးကိုပြန်ခေါ်ရသည်ကိုကျွန်မနားမလည်နိုင်ပါဒီကြားထဲမေမေကြီးကတမီးမရှိတော့ပေမဲ့မြေးလေးကြံခဲ့တော့ဖြစ်သိမ့်စရာပေါ့နောက်ပြီးတမီးဟာ သူ့အစားသားတယောက်ကို ကျွန်မတို့အတွက်ပေးသွားတယ်မဟုတ်လားဟုမမထွေး၏ခင်မွန်းတဲ့ကိုရင်ညွှန်းပြောဆိုလာတော့ကျွန်မမှာအံ့ဩရပြန်သည်အတုပကိုတော့ကျွန်မလိုက်မပို့ပြတော့ပါ ရေအိုးခွဲသည်ကျေးစီထုသည်တံဝေကနိုင်ငံများရုတ်ဖက်ကြသည် လိုက်ဖို့သူတို့ကလည်းရက်ွက်ထဲကအုပ်စုသာကြည့်ပြီးလူအုပ်စုအတင်းအတင်းသာရှိလေသည်တက်တောင့်တတာဖြစ်နေသောနာရေးရှင်များကိုမိသူကားမှဖေးမစရာမလိုဒီလိုနဲ့အာတုကရင်တန်းသည်တပြေးပြေးတလိမ့်လိမ့်ထွက်ခွာ၍သွားလေသည်မမထွေးသည်လောကကိုပြုပြင်ပြောင်းလဲခဲ့သူမဟုတ်သို့တော်သူကြောင့်လောကကမပြည့်စည်ခဲ့ပေသူရှိလို့ရှိမှန်းပင်မသိအောင်နေထိုင်နိုင်ခဲ့သူ ထို့ကြောင့်လည်းသူသည်လှုပ်လှက်စွာ ပြန်တန်းနိုင်လေသည်မမထွေးရေဝေးဝေးမြင်းမြင်းပြန်ပါလေ idea မဂ္ဂဇင်းဇန်နဝါရီလ2016ခုနှစ်ဟုတ်ကဲ့ပါခင်ဗျာဝိထုတို့လေးကတော့ idea ပဲပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်ခင်ဗျာဒီနေ့မှာအချိန်ပေးပြီးဝင်ရောက်နားဆင်အားပေးခဲ့ကြသူကျွန်တော်တို့ရဲ့ညီကောင်မတို့မှတဦးတယောက်ချင်းဒီတိုင်းကိုကျေးဇူးအထူးဝင် တင်ရှိပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ညီကောင်မတို့များအားလုံးကိုစိတ်နှပါရွှင်လန်းချမ်းမြေကဘေးပြာအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ